န္တလေးတိုင်းဒေသကြီးညောင်မြို့နယ်ကကျေးရွာတချို့မှာ ARD မြကန်းပြူရာကြောင့်တရွာလုံးနီးပါးပြောင်းရွှေ့ခြင်းနေကြပါတယ်။ဥမြင့်နိုင်သတင်းပေးပို့ထားပါတယ်ရှင်။မန္တလေးတိုင်းဒေသကြီးညောင်ဦးမြို့နယ်တောင်ပီလေယာအုပ်စုအစ်စ်ဆယ်လံကျေးရွာမှာ ARD မြကန်းပြူနေတာပါ။အင်ဂျီ300ကျော်ရှိတဲ့ဒီရွာကလေးကနေအိမ်တော်တော်များများချက်ပုံထားပြီးနီးစပ်ရာဆွေမျိုးအချင်းချင်းစုပေါင်းနေနေကြရပါတယ်။ဒါကြောင့်ကျေးရွာသားတွေကဒီနေရာကနေပြောင်းရွှေ့နေကြတာပါ။ ဒီဘက်ကကမ်းပြူတာတော့မနစ်ကတော့ဆိုလို့ချင်းရှေ့မှာကျူး15ကျူးလောက်ပါသွားပြီပေါ့မနစ်ကနေစပြီးတော့ရေကြီးတော့ကနေဝါဇဝါကောင်းကနေပါသွားတာအဲ့တော့အင်ဂျင်300 A လောက်ခုထိုးမှာကအခွားရှိတော့80နဲ့နဲ့အင်ရှိတော့လေဝိုင်းခွိုက်ရှိတဲ့အခုလက်ရှိအင်လေးအဲကျန်းသမားလူတွေကတော့ဒီမှာကအကုန်လုံးဖြတ်ပြီးတော့မှပကံသေးတဲ့လူကသေးပေါ့ဟိုနောက်ကျန်းတဲ့ဝိုင်းနေတဲ့မှာညံ့နေအောင်ဆောက်ကြတာပေါ့ အဲ့လိုတော့ဒုက္ခရောက်တယ်အခုလည်းဘယ်ချင်းပါမလို့ထိတ်ထိတ်ပြားပြားတော့နေရတာပေါ့ခုလိုကမ်းပြူတာကြောင့်ရွာသားအများစုနဲ့တိုင်ပင်ကြီးကျေးရွာမြေရရှိရေးကော်မတီဖွဲ့ထားပါတယ်ကျေးရွာမြေရရှိရေးကော်မတီအနေနဲ့ဥဆောင်ပြီးကျေးရွာမြေနေရာကိုညောင်ဦးဘက်မှာနေရာဝယ်ထားတယ်လို့သိရပါတယ်ကျေးရွာပြောင်းရွှေ့ဖို့ကိုတော့သက်ဆိုင်ရာခရိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအသီးသီးကိုတင်ပြထားတယ်လို့အရှိဆယ်လံရွာအုပ်ချုပ်ရေးမှူးက DPP ကိုပြောပါတယ်ဟိုကုန်းဘက်တနေရာမှာဝန်ကိုရရှိရတဲ့အတွက် ိုလျှောက်ထားဖို့ရအခက်အခဲမရှိဘူးဒါကိုအကြီးကြီးဝယ်ဖို့ကြည့်ရမှာရှိတဲ့ပြည်သူလူထုတွေအများနဲ့အထက်ထက်အစည်းအဝေးတွေချပြီးတာမြင်ပြီးတော့မှဝယ်ခဲ့တာမှန်တယ်ဟိုအရေးအကြီးစနစ်တွေနဲ့ကောက်ခံပြီးတော့မှ၃ရက်လောက်ကောက်ခံပြီးတော့မှအကြီးအကြီးလဲချီးပြီးပြီအဲ့ဒါတွေကိုအစီအမံနဲ့မြို့နယ်အုပ်ချုပ်ရေးမှူးကလည်းတင်ထားတယ်မြို့နယ်အုပ်ချုပ်ရေးမှူးကိုတင်ပြီးတော့မြို့နယ်အုပ်ချုပ်ရေးမှူးကလည်းခရိုင်ခရိုင်နေပြီးတော့တန်းဒေသကြီးအဲ့မှာသူတို့ပြန်ကြလာတဲ့အခါတော့ရောက်မင်းမြန်စုံလန်းကြည့်လိုက်တဲ့အခါမှာတော့သူတို့ကပြီးခဲ့တဲ့နှစ်တုန်းက ညောင်ချောက်ကွင်းဆိုတဲ့နေရာကိုဆရာအုတ်ချွေမှုကအဆိုးပြုတော့တံတန်းထားတယ်ဆိုတဲ့အကြောင်းလည်းသူအဲ့လိုလည်းပြောတယ်အဲ့တော့ဘယ်နေရာမှာပဲကြကြပေါ့အရှိဆယ်လန်နေပြည်သူတွေကတော့သူတို့အနေနဲ့အိမ်ဝိုင်းနေရာအတွက်ညီလဲဝယ်ထားတာကြောင့်ကမ်းပြိုတဲ့ဒုက္ခနဲ့ဝေးတဲ့နေရာကိုအမြန်ပြောင်းရွှေ့ခြင်းနေကြပါတယ်ဟိုကပထမသွန်းခဲ့ရတာ၃ဒိန်၃ဒိန်ပြီးတော့တခါ၅ဒိန်၅ဒိန်ပြီးတော့နောက်ပိတ်ဆုံးက9ဒိန်နဲ့3000ကျွဲအလုံးပေါင်းဆိုရင်15ဒိန်နဲ့3000ကျွဲ ဟုတ်ကဲ့ဒေါ်လေးတို့ကအခုဘလို့ဖြစ်ချင်လဲဘလို့နေချင်ကြလဲအားလေးပြောတော့အခုတော့အရင်တော့သူတို့ပြောတဲ့စကားနဲ့တို့ဝဲမရမယ်ဆိုတော့ဝဲတဲ့ဝိုင်းကိုတော့နေချင်တာပေါ့ကွယ်မဟုတ်လားအခုကပ္ပအန်တဲတွေကများနေတဲ့အတွက်အခုဒီမှာမိသားစုကြီးကများနေတဲ့အတွက်ကတို့မှကစိတ်ပြင်းများပြီးထမင်းတော်စားနိုင်ဘူးကပ္ပတန်းအန်ခါညလည်းအိတ်မညောဘူးဟာကျွန်တော်တို့ကတော့အခုဒုက္ခတွေရောက်နေတာကပ္ပတွေမတရားပြိုနေတာအဲ့ဒါကိုကျွန်တော်ဘလို့မှနေလို့မဖြစ်တော့ဘူးအားကြောင့်မလို့ကျွန်တော်တို့ပြောင်းချင်ပါတယ်သူတို့ ကျွန်တော်တို့ဝယ်ထားတဲ့နေရာရရင်ရမရလဲသူတို့ချပေးတဲ့နေရာကိုကျွန်တော်မဖြစ်မနေပြောင်းကိုပြောင်းနေမှာလေကျွန်တော်တို့ကခုဘလို့မှမဖြစ်တော့တဲ့အခြေအနေမျိုးလို့ပါညောင်မျိုးနဲ့အရှိဆယ်လံကြေးရွာကမန္တလေးတိုင်းနဲ့မကွေးတိုင်းနယ်စပ်မှာရှိနေပြီးကုန်ခဲ့တဲ့2015ခုနှစ်ကလေးကကြေးရွာပြောင်းရွှေ့ဖို့ကြိုးစားနေကြတာပါကြေးရွာကခုထိပြောင်းရွှေ့နိုင်ခြင်းမရှိသေးပါဘူးအေရီမြစ်ကန်းကလည်းလက်ရှိအချိန်ထိပြိုကျနေပါတယ်ကျွန်တော်မြင့်နိုင်သတင်းပေးပို့ထားတာပါ